Astro Garden Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နှစ်ခတ်အစီအစဉ်ရဲ့2025ခုဇွန်လ16ရက်နေ့အတွက်ဆောင်ရွက်ရှောင်ရွက်ဆောင်ရွက်ရမယ်နှစ်ခတ်ချိန်ခါတွေကိုကျမ Adrian Moon နဲ့မတ်ရွှေရုံပြေတို့မှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်2025ဇွန်လ19ဇာတာပရီနေ့ဇာတာပရီသပင်းများအတွက်ပုံမူပြီးထရောက်နိုင်တဲ့ကောင်းမွန်တဲ့နှခတ်ခုနှစ်ပါးနဲ့မီမီရီလူဝဲကိစ္စရပ်များဆောင်ရွက်နိုင်ရန်နှခတ်ခြေကောင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ ည17:17မိနစ်မှာည17:32မိနစ်အတွင်းမှာတော့ဖုန်းကန်ကြီးမြင့်မဲ့ဒန်နက်ဖက်ကင်ချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်တနာရီ24မိနစ်မှနနက်တနာရီ44မိနစ်အတွင်းမှာတော့စံထောင်မြင်ပြီးမြစ်တရေကန်ကောင်းမှုမဲ့ဆုံးနှက်ခတ်ကင်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ည7:58မိနစ်မှာဗုဒ္ဓဟူးနေ့ညတကောင်ကျော်ပြီးကြတာရီနေ့အကူနနက်7:18မိနစ်အတွင်းမှာတော့မိသီလောကိဆာမြတ်မဆိုဆောင်ရွက်ပါကအထွတ်ထက်ရောက်ရှိအောင်မြင်မဲ့အကြည့်တိနှက်ခတ်ကင်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ ဗိုလ်တဖူးနေညတကောင်ကျော်ပြီးတသာရီနေ့အကူနနန်း12နာရီ6မိနစ်မှာဗိုလ်တဖူးနေညတကောင်ကျော်ပြီးတသာရီနေ့အကူနနန်း12နာရီ29မိနစ်အတွင်းမှာတော့ရာဒူဩစာအနာကြီးမြင့်မဲ့တိပြုနခက်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်ညာ9နာရီ33မိနစ်မှာညာ9နာရီ53မိနစ်အတွင်းမှာတော့အိချက်မြေရောင်းဝယ်ကိစ္စရပ်တွေအချို့ပြုမဲ့စင်ဖြူနခက်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်နနန်း2နာရီ58မိနစ်မှာနနန်း3နာရီ18မိနစ်အတွင်းမှာတော့ငွေကြေးရှင်ငွေရနာထီကဆန်းမှုကံကောင် င်စီမဲရေနံနက်ခက်ကင်းချောက်တဲ့ချိန်မဲဖြစ်ပါရဲ့ရှင်။နနက်8:20မိနစ်မှာနနက်8:40မိနစ်အတွင်းမှာတော့သာသမီရနာထုံးကားရရှိစီမဲတန်နီနက်ခက်ကင်းချောက်တဲ့ချိန်မဲဖြစ်ပါရဲ့ရှင်။ဆလပီဒုတိယအခန်းကဏ္ဍအနေဖြင့်ဂျာတာပရိသသမီးများအပေါ်ပုံမူပြီးထည့်ရမှုရှိနိုင်တဲ့ဆိုရဲနှခနဲ့ပတ်သက်တဲ့နှခချင်းကားတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်တနာရီ18မိနစ်မှနေ့လယ်တနာရီ38မိနစ်အတွင်းမှာတော့ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်စေနိုင်တဲ့မရဏနက္ခတ်ကင်ကြာရောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။ညနေ၄နာရီ၉မိနစ်မှညနေ၄နာရီ၂၉မိနစ်အတွင်းမှာတော့အမှုအခင်းပြဒနာစိတ်ပူပန်တောကတွေကိုဖြစ်စေနိုင်တဲ့တောကနက်ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ နာနာ၄နာရီ10မိနစ်မှနာနာ၄နာရီ22မိနစ်အတွင်းမှာတော့ဆုံးရှုံးမျက်စိမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်ရက်နက်ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်12နာရီ35မိနစ်မှနေ့လယ်12နာရီ55မိနစ်အတွင်းမှာတော့မိတ်ဆွေတင်ခါဟာတွေဆုံးရှုံးမျက်စိမှုကို ဖြစ်စေနိုင်တဲ့မိတ္တုနက်ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ နနန်10နာရီ30မိနစ်မှနနန်10နာရီ50မိနစ်အထိမှာတော့အလုတ်စီပွားထိခိုက်ဆုံးရှုံးမှုတွေကို ဖြစ်စေနိုင်တဲ့ဘင်းကနှက်ခတ်ကိန်းကြားရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ယခုဖော်ပြပေးခဲ့တဲ့နှက်ခတ်ချိန်ခါရီယာဆိုရင်တော့သတ္တပရိသတ်သမီးများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နှက်ခတ်ချိန်ခါရီပဲဖြစ်ပါရဲ့ရှင်။ဒီနှက်ခတ်ချိန်ခါရီကိုသမီးတို့ရဲ့ဆရာဆရာဦးဆရာကိုမှကိုယ်တိုင်အသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါရဲ့ရှင်။သမီးတို့ရဲ့ယနေ့နှက်ခတ်ချိန်